ဂျီမျိုးသားဟာဖောင်လုပ်ပြီးတော့ကျုံးကနေထွက်ခွာဖို့ကြိုးစားနေတော့ယူရီရဲ့ရေအောက်မှာလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်။အမျိုးသားရေတွေကိုကြည့်လိုက်တော့ဘာမှမရှိဘူး။ဒိုင်းမဲမကြခင်မှာဖောင်ကနောက်တစ်ခါထပ်ပြီးတော့တိုက်ခတ်ရတယ်။အမျိုးသားဟာဒုတ်ကိုမြှောက်ပြီးတော့သွားကြည့်လိုက်တော့အေယာမနီအောင်ပင်လေလေးကြီးသူ့ရှေ့မှာပေါ်လာခဲ့တယ်။အမျိုးသားဟာကြောက်လန့်နေကြနောက်ဆုတ်သွားခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲပင်လေလေးကြီးကဖောင်အုပ်ကိုကူးသွားခဲ့တယ်။အမျိုးသားတော့ခြေနေကိုတေချာမသိသေးပါဘူး။အောက်ကနေထပ်ပြီးတော့တိုက်ခိုက်တန်ကြီးကြားလာခဲ့တယ်။အမျိုးသားဟာထားရက်ပြီးတော့နေရာနဲ့ရိုက်နှက်တော်တယ်။ နောက်ထပ်တစ်ဆက်ကမှာပဲသူကယူတဆိုင်ပြုတ်လုထားတဲ့ဖောင်ကအားလုံးပျက်စီးသွားခဲ့တယ်။မြို့သားကလည်းပင်လယ်ထဲကိုကျသွားခဲ့တယ်။ဒီတစ်ခါတော့သူအသက်မရှင်နိုင်တော့ဘူးလို့ထင်ထားခဲ့ပေမဲ့ပင်လယ်လေကြီးကသူ့ကိုထိခိုက်အောင်မလုပ်ခဲ့ပါဘူး။အမျိုးသားကိုစက္ကန့်နဲ့ငယ်ကြည့်ပြီးတော့လှည့်ထွက်သွားခဲ့တယ်။အဲဒီလိုနဲ့ပဲမြို့သားကနလကြပြုတ်ခဲ့တဲ့ဖောင်ကပျက်စီးသွားခဲ့ပြီးတော့ကျုံးမော်ဝဲပြန်လာခဲ့ရတယ်။အမျိုးသားကတောင်ထိပ်ရောက်တော့ပင်လယ်လေကကုန်းမော်တီလိုက်တက်လာတာကိုတွေ့လိုက်ရတယ်။အမျိုးသားကလက်စားချေဖို့စဉ်းစားနေတော့မှပဲ ဘီလင်းလေးကြီးဟာသူ့ဘာသာသူရောက်လာခဲ့တယ်။အမျိုးသားဟာတွန်းဆုံမနေဘဲနဲ့သူ့ကိုအချိန်နှင်းငယ်ရိုက်နှက်ခဲ့တယ်။ဘီလင်းလေးကြီးကိုမောက်လံပြစ်လိုက်ပြီးအဘေါ်ကနေအချိန်နှင်းငယ်ခုန်ပေါက်ခဲ့တယ်။အဲဒီခါမှာစိတ်ကြင်နဲ့စွာနဲ့ထွက်သွားခဲ့တယ်။ဘီလင်းလေးကြီးဟာသူ့ဘာသာသူမလန်နိုင်တဲ့အတွက်38ဒီဂရီစင်ဂရိတ်အပူချိန်အောက်မှာတနေကုန်နေပူခံနေရတယ်။အမျိုးသားကတော့အစာရှာအနေပြန်လာတော့ပင်လယ်လေကြီးကတည်ဆုံနေတာကိုတွေ့လိုက်ရတယ်။အမျိုးသားကချက်ချင်းနောင်တရရသွားတယ်။ညရောက်တော့ပင်လယ်လေကြီးရဲ့လောင်းကရေပေါ်ပေါ်လာခဲ့တယ်။ ်မြို့သားပင်လယ်လေကြီးကိုထားခဲ့ဖို့ကြိုးစားခဲ့ပြီးမဲ့ပင်လယ်လေကြီးကပို့ပို့ပြီးတော့မြင့်တက်သွားခဲ့တယ်။ယူရီရဲ့မြို့သားအိမ်မက်ကနေနိုးလာခဲ့တယ်။ခုနကမြို့သားရဲ့အိမ်မက်တစ်ခုသာဖြစ်ခဲ့တာပါ။သူနော်နော်ရသွားပြီးတော့ပင်လယ်လေကြီးနောက်ရောက်လာခဲ့တယ်။အနီးကပ်ကြည့်လိုက်တော့ပင်လယ်လေကြီးကမသေးသေးဘူး။သူ့ရဲ့မောင်းကိုပြန်လည်ပြင်ဆင်ဖို့အတွက်သူကရွက်တင်နေပင်လယ်ကြီးကိုခတ်ပြီးတော့ပင်လယ်လေကြီးကိုရေတပ်ဖြည့်ပေးခဲ့တယ်။ပင်လယ်လေကြီးကမနိုးသေးတာကိုတွေ့တော့အမျိုးသားကပင်လယ်လေကြီးဘေးမှာမခွာဘဲနဲ့စောင့်နေခဲ့တယ်။ဘလောက်ကြာသွားမှန်းမသိခဲ့ဘူး။အမျိုးသားကနောက်တစ်ခါနိုးလာတော့ သူ့ဘီမှာလှပရင်မင်းကလေးတယောက်လဲလျောင်းနေတာကိုတွေ့ရတယ်။အမျိုးသားကတော့မထိန်ချုံနိုင်မင်းနဲ့ထိတွေ့လိုက်မိတယ်။တကယ်ပဲသူ့လိုလူသားတယောက်ဖြစ်နေခဲ့ပါရင်အမျိုးသားက၁၀နှစ်ကြာကျောမော်မှာပြေးမိနေခဲ့တာပါ။ပထမဆုံးချိန်လူတယောက်ကိုတွေ့လိုက်ရတာမလို့အမျိုးသားကအရန်စိလို့ရှာပြီးတော့ဝမ်းသာသွားခဲ့ပါရင်မင်းကလေးကိုဆက်မပြတ်ရည်တက်ဖြစ်ပြီးခဲ့တယ်။မနေ့ရောက်တော့မျက်စိဆူတဲ့အလင်းရောင်ကိုကြည့်ပြီးအမျိုးသားကယူရီရဲ့အတွေ့အကြုံပေါ်လာခဲ့တယ်။မင်းကလေးတွေနေကာရဲလီတစ်ခုစောက်ပြီးခဲ့တယ်။မင်းကလေးဘေးမှာဂယူဒီဆိုင်နေပြီးခဲ့တယ်။ ။ဒါအေးတလိဆန်ကြီးကမင်းကလေးကိုနာကျင်စီမှာစိုးရင်ခဲ့။မကြာခင်မှာနောက်တရက်ထက်ပြီးတော့ကုံဆုံးသွားခဲ့ပြီမဲ့မင်းကလေးကမနှိုးသေးပါဘူး။ဒီချိန်မှာပဲမိုးကတဲထန်စွာနဲ့ထက်ပြီးတော့ရွာလာခဲ့တယ်။မြို့သားချက်ချင်းထပြီးမင်းကလေးအတွက်မိုးကဖို့တည့်ရွက်တွေထက်ပြီးတော့ရှာဖို့ပြင်ဆင်ခဲ့တယ်။ဒီချိန်မှာမင်းကလေးရဲ့လက်ကလှုပ်ရှားလာခဲ့တယ်။အမျိုးသားပြန်လာတော့မင်းကလေးပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်။တယောက်မှာကြီးမားတဲ့လက်ခုံတစ်ခုပဲကျန်ခဲ့တယ်။ဒါကသူ့ကိုနားမလည်နိုင်အောင်ဖြစ်စေခဲ့တယ်။ မြို့သားမင်းကလေးရဲ့ပုံရိပ်ကိုနေရာနှံ့ရှာဖွေခဲ့တယ်။ကျွန်းတစ်ကျွန်းလုံးကိုရှာဖွေခဲ့ပြီးမှမင်းကလေးကိုမတွေ့ခဲ့ရဘူး။မြို့သားကနောက်တစ်ခါစိတ်ပြတ်အားငယ်သွားတယ်။မနေ့ရောက်တော့မြို့သားနှိုးလာတော့မင်းကလေးကပြန်ပြီးတော့ပေါ်လာခဲ့တယ်။ သူစိတ်လုံရှားစွာနေပြီးသွားခဲ့တယ်။ဒါပေမဲ့မင်းလေးဟာရှယ်ယွန်းစွာနေပြီးပင်လယ်တွေကိုပုံအောင်သွားခဲ့တယ်။အမျိုးသားအချက်ချင်းဖို့ရေးချောင်းပြသပြီးနောက်ဆုတ်ခဲ့တယ်။ပြီးတော့သူရဲ့ဝိစားရီကိုယဉ်ကျေးစွာနေချွတ်ပြီးတော့ကန်းဆတ်မှာထားခဲ့တယ်။သူကိုယ်တိုင်ကတော့တက်တော်ရင်းမှပဲစောင့်နေခဲ့တယ်။ဒါပေမဲ့အချိန်ကြာကတော့အမျိုးသားကတခုခုမားနေပြီလို့ခံစားလိုက်ရတယ်။သွားကြည့်လိုက်တော့မင်းကလေးနဲ့ဝိစားရီပျောက်ကွယ်သွားခဲ့တယ်။အမျိုးသားကဒီတခါတော့ဒီကြုံမှာတယောက်တည်းအသက်ကြီးသွားတော့မယ်လို့ထင်ခဲ့မိတယ်။မထင်မထားပဲမင်းကလေးကပေါ်လာခဲ့တယ်။ မင်းလေးအားလေးခုမှုဆွဲပြီးတော့ပင်လယ်ထဲကိုပြစ်ချလိုက်တာကိုတွေ့ရပြီးဒူမရဲ့တိတ်ဘွားကိုနှုတ်ဆက်နေတယ်လို့ပဲတကယ်တော့မင်းလေးကပင်လယ်လေကြီးကနေပြောင်းလဲလာခဲ့တာပါမလမ်းမကန်းကနေမြို့သားကမင်းလေးပါလို့ဒီလိုလောက်ရတာလေးဆိုတာကိုနားမလည်ခဲ့ပါဘူးမြို့သားကလည်းပျက်စီးနေတဲ့ဖောင်နှောင်းကိုရောက်လာတော့မင်းလေးရဲ့လှပမှုကသူ့ကိုမတော်ကျင်တော့အောင်ဆွဲဆောင်နေခဲ့တယ်မြို့သားကမင်းလေးအတွက်ကျုံမောင်အနီထွက်ခွာဖို့ဆန္ဒကိုဆွန့်လွတ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။အဲဒီအချိန်ကစပြီးတော့မျိုးသားနဲ့မိန်းကလေးဟာ ဒီကျုံးပေါ်မှာနှစ်ဖျားဆုံတွဲလို့ပဲကျော်ရှင်စွာနဲ့ဘွားကိုဖျက်တမ်းခဲ့ကြတယ်။မင်းကလေးရဲ့ဗဇက်ကထုတ်ပြောလာတယ်။မင်းကလေးရဲ့ထောက်ထားကိုတီးလိုက်ရတော့မျိုးသားကမကြောက်အောင်သာမကအရင်ကသူ့ရဲ့လုံရက်တီအတွက်ကိုကိုကိုပြစ်တင်ခဲ့တယ်။မင်းကလေးကမျိုးသားကိုပြန်ပြီးတော့နှစ်သိမ့်ပေးခဲ့တယ်။နူးညံ့သိမ့်မွေးပြီးတော့နားလေထက်တဲ့မင်းကလေးကိုမြင်တော့ မြို့သားမင်းကလေးရဲ့နူးညံ့နှွေးထွေးမှုတွေကိုနက်နက်ရှိုင်းရှိုင်းနဲ့နင်းမြုပ်သွားခဲ့တယ်။မြောင်လုံးရဲ့ချစ်ချင်းမြတ်တာကလည်းလျင်မြန်စွာနဲ့ကျူးတက်လာခဲ့တယ်။ဒီကျွန်းရီကလည်းချုံမီနဲ့ကျွန်းလေးဖြစ်လာခဲ့တယ်။ဒီချိန်မှာကောင်းမွန်တဲ့ယာရီဆက်တိုက်ဖြစ်ဖြစ်လာခဲ့တယ်။နောက်ပိုင်းမှာသူတို့ရဲ့ဘဝကအရာရာအဆင်ပြေချုံးမွေ့လာခဲ့တယ်။2025မှာချမ်းသာကြွယ်ဝပါစေ။အချိန်လေးကုံစုံးလာနေများနှစ်ယောက်သေးကနေမိသားစု၃ယောက်ဖြစ်လာခဲ့တယ်။ကျွန်းပေါ်မှာနေတိုင်းပျော်ရွှင်ရီမောတန်နေနဲ့ပြည်နေပြီးတော့အိမ်ချင်းငွေကားချင်းငွေတွေလည်းမရှိပါဘူး။ဒီနေ့မှာတော့ကောင်းလေးက ရောမလာရင်ပလင်းတလုံးကိုကောက်ရခဲ့ဒါဟာကောင်းလေးမွေးဖွားလာကလေးကပြင်ပလောကနဲ့ပထမဆုံးထိတွေ့မှုပဲဖြစ်ပါရင် သူကောက်ရုပ်ပြီးတော့သူ့ဖေစီကိုပြေးသွားပြီးဒါပါလေးတို့မြင်ခဲ့တယ်အမျိုးသားတဲတောင်မြေပေါ်မှာသူတို့မိသားစုသုံးအောင်ပုံကိုဆွေးနေခဲ့တယ်ထပ်ပြီးတော့ပြင်ပကဘာကိုလည်းဆွဲပြခဲ့တယ်အပြင်မှာတခြားလူတွေနေမကပဲမတူညီတဲ့တိရစ္ဆာန်တွေအများကြီးလည်းရှိတယ်လို့ကလေးကိုပြောပြခဲ့တယ် ူကိုယ်တိုင်ကလည်းမတော်တဆမှုတစ်ခုကြောင့်ပင်လယ်ရင်ထဲကြီးကျွန်းပေါ်ရောက်လာပြီးတော့ပြန်မထွက်နိုင်တော့ဘူးဆိုတာကိုလည်းထပ်ပြီးတော့ပြောပြခဲ့တယ်။အဖေးရဲ့ဇလန်းကိုနားထောင်ပြီးတဲ့နောက်မှာကောင်လေးကပြင်ပကဘာကိုစူးစမ်းခြင်းနဲ့စိတ်ကြီးပြင်းပြလာခဲ့တယ်။တကယ်မှကောင်လေးကဒီဘော်ဒီနဲ့တူဟင်းသီးဟင်းရက်တွေခုနေတော့မတော်တဆတောင်ကဘာအနီချော်ချပြီးတော့ကြီးမားရဲ့ရန်ကြီးတွေကိုပြုတ်ချသွားခဲ့တယ်။အမျိုးသားအသားကိုကယ်ဖို့စဉ်းကျင်ခဲ့ပေမဲ့သူ့ရဲ့မိမဓာတ်ဆီးခဲ့တယ်။မိမကလေးကအစားလေးနဲ့ဖျားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သူရဲ့သားကရေကူးပညာမှာအရင်မညံ့ပါဘူး။သူကသူရဲ့သားကိုထွက်ပေါက်ဘလူးရှားမလဲဆိုတာကိုသင်ပေးခဲ့တယ်။ကောင်းလျားပင်လယ်လေးကိုချောချောမွေ့မွေ့ကူးခတ်သွားခဲ့တယ်။ပင်လယ်လေးကြီးတစ်ကောင်လေးလည်းတွေ့ခဲ့တယ်။သူစိတ်လုံရှားစွာနဲ့မိဘတွေကိုပြောပြခဲ့တယ်။ပြီးတော့ပင်လယ်လေးကြီးနောက်ကိုကူးသွားခဲ့တယ်။တကယ်တော့ပင်လယ်ထဲမှာပင်လယ်လေးတစ်ကောင်လေးမဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့ကောင်းလေးနဲ့ပင်လယ်လေးကြီးတွေဟာ အကောင်းဆုံးတငယ်ချင်းတွေဖြစ်လာခဲ့တယ်။ဒါပေမဲ့ချိန်နေကြတော့ကောင်လီကအထီးကျန်နေလို့ခံစားလာရတယ်။အပြင်လောကကြီးကိုရမ်းကိုတောင်းတနေတယ်။ဒီနေ့တော့အပြင်လောကကြီးကိုထွက်သွားပြီးကြီးကြီးကိုစဉ်းစားနေခဲ့တယ်။အချိန်တွေကုန်ဆုံးလာနေမြ၊ကောင်လီကကြီးပြင်းလာခဲ့တယ်။ဒီနေ့မှမိသားစုကကန်ကြီးမှာပင်လယ်ခရုတွေကောင်းနေတော့အီယာမလိုင်းလုံးကြီးတစ်ခုကသူ့ရဲ့စီကိုရိုက်ခတ်လာခဲ့တယ်။တကယ်တော့ဆူနာမီရောက်လာခဲ့တာပါမိသားစုဟာထိတ်လန့်နေကြတဲ့တက်တော်တွေကိုပြေးဝင်ခဲ့တယ်။ဒါပေမဲ့သူတို့ကဆူနာမီရဲ့အင်အားကိုရှော့တွက်ခဲ့မိတယ်။တစ်စက္ကန့်အတွင်းမှာပဲဆူနာမီကကျွန်းတစ်ကျွန်းလုံးကိုဝါမျိုးပစ်ခဲ့တယ်။ ဘလောက်ကြာသွားမှန်းမသိပါဘူးကျုံးမမပျက်စီးယိုယင်မှုတွေပဲခြံနေတယ်ခေါင်းလေးအားဒီတဘာဝဘေးအန္တရာယ်နေပြီးတော့လွတ်မြောက်ခဲ့တယ်နှစ်ပတ်ကျော်လောက်ရှောင်ပြေးပြီးတဲ့နောက်မှာတော့အသက်လူနေရတဲ့မိခင်ကိုတွေ့လဲရတယ်သူမိခင်ကသူ့အဖေကိုမြင်မြန်သွားရှာခိုင်းခဲ့တယ်ခေါင်းလေးအားသူ့တငယ်ချင်း၃ယောက်ကိုချက်ချင်းခေါ်လိုက်ပြီးတော့ပြည်လယ်ထဲမှာအသေးတန်ရှောင်ပြေးခဲ့ဒီတော့ကုံဆုံးသွားခဲ့ပြီးတဲ့နောက်မှာခေါင်းလေးအားမလန်းမကန်းမှလူတယောက်ရေပုံမျောနေတာကိုတွေ့လဲရတယ်တကယ်တော့အဲ့ဒီလူကသူ့ရဲ့အဖေပါဝင်အဲ့ချိန်မှာသူ့အဖေဟာ အားရနေမရှိတော့ပါဘူးတချက်လန်းကိုလိုက်ပြီးတဲ့နောက်နှင်းမြုပ်သွားခဲ့တယ်။ကံကောင်းစွာနဲ့ပဲပြင်လေကြီးကအချိန်မီရောက်လာခဲ့ပြီးတော့မျိုးသားကိုအောင်မြင်စွာနဲ့ကယ်တင်နိုင်ခဲ့တယ်။ဒီဘေးအန္တရာယ်ကြီးကနေမိဘနှစ်ပါးကသူတို့ရဲ့သားဟာကိုဘသာကိုရက်တိနိုင်ပြီဆိုတာကိုသိလိုက်ရတယ်။သူတို့ရဲ့မိသားစုဟာကျွန်းမော်ဟာမိုက်တီကိုရှင်းလင်းပြီးတဲ့နောက်မှာတော့ဘဝအပုံမဲ့လိုပဲပြန်လည်ပြီးတော့ငြိမ်သက်သွားခဲ့တယ်။ညရောက်လာတိုင်းကောင်လေးက အပြင်လောကပလင်းကိုထုတ်ယူပြီးတော့အပြင်လောကကြီးကိုစူးစမ်းကျင်တဲ့စိတ်ပူပူပြီးတော့ပြင်းထန်လာခဲ့တယ်။ဒုတိယတဲ့လူသူကင်းမဲ့တဲ့တဲတောင်မြေမို့ရှောက်သွားနေခဲ့တယ်။လာရောက်အောင်မှရှိတဲ့မြေပြင်ပေါ်ကတက်ကိုင်းကြီးဟာသူ့ကိုပိတ်လောင်ထားတဲ့လောင်ရီလိုပဲဖြစ်နေခဲ့ပါရင်နောက်တနေ့ညမှာသူပြင်ထွက်ပြီးတော့ကဘာကြီးကိုကြည့်ကျင်တဲ့အကြောင်းမိဘတွေကိုပြောပြခဲ့တယ်။ဒီကျုံးကသူတို့ရဲ့အသားကိုပိတ်လောင်ထားလို့မရဘူးဆိုတာကိုသူတို့သိခဲ့တယ်။ကလေးကကြီးလာပြီဆိုတော့ကိုပိုင်ရွေးချယ်ခွင့်ရှိလာပြီဖြစ်တယ်။အဲဒီညမှာသူ့မိအားညာလုံးပေါက်အိမ်ပျော်ခဲ့ပါဘူး။ သူတော်ကိုအရင်တန်ရုံစီကြီးပြီမဲ့သူတော်ရဲ့ဆန္ဒကိုလေးစားခဲ့တယ်။နောက်တနေ့မှာကောင်လေးကစားစရာအချို့ကိုကြိုးပို့ပြီးတော့မိဘတွေကိုနှုတ်ဆက်ထွက်ခွာခဲ့တယ်။ဒီနှုတ်ဆက်ခြင်းဟာတာဝရဖြစ်သွားမယ်ဆိုတာမသိခဲ့ကြပါဘူး။ပင်လယ်လေးတွေကိုပေါ်ပြုတ်ပြီးတော့ကောင်လေးကဘဝတည်တစ်ခုကိုစတင်ခဲ့တယ်။သူတော်ထွက်သွားပြီးကလေးကအမိဖြစ်သူကဘယ်တော့မှမပြုံးတော့ဘူး။လေမြောင်းတော့ဟာကျုံးမမငိမ့်ချတဲ့ဘဝကိုဖျက်ဆီးခဲ့ကြတယ်။အချိန်တွေကုန်ဆုံးလာနေများအမျိုးသားကစပင်းနေဖြူဖွေးလာခဲ့ပြီ။ဒါပေမဲ့မိန်းကလေးကတော့ပင်လယ်လေးကနေအသွင်ပြောင်းလဲလာတာဖြစ်လို့သူ့တက်တန်းက လူသားတွေအထက်ကိုပို့ပြီးတော့ရှေ့ပါရီညမှမှာမျိုးသားကလာရောက်ကိုကြည့်ပြီးတော့တားဟုတ်လွမ်းနေစိတ်ကပို့ပို့ပြီးတော့ပြင်းထန်လာရင်သူသားပြင်မှာအစဉ်ပြေးလားမသိဘူးဆိုပြီးတော့စိုးရိမ်နေကြတယ်။သူသားလည်းတခြားကျွန်းမှာသူရဲ့ချစ်သူကိုတွေ့နေပြီလားမသိဘူးဆိုပြီးတော့မျိုးသားကတားဟုတ်လွမ်းဆွင်နေငင်းချမ်းစွာနဲ့ကြွေလွန်သွားကြတယ်။မိမကနိုးလာတော့ခင်မုံကအသက်မရှိတော့တာကိုတွေ့လိုက်ရတယ်။မိမဖြစ်သူကရန်ဝင်နေပြီးတော့သူရဲ့ခင်မုံရဲ့လက်ကိုပုတ်တက်နေကြ။နောက်တော့တဖြည်းဖြည်းနဲ့ပင်လယ်လေကြီးပုံစံပြန်ပြောင်းသွားခဲ့ပြီးတော့သူ့ရဲ့ပင်လယ်ကြီးစီကိုပြန်သွားခဲ့ပါရင် အသက်ကတန်မိုးရှိပါရင်ငါတို့ပတ်ဝန်းကျင်ကလူတွေကိုတန်မိုးထားကြရအောင်